်မိတ်ဆွေများလုံးမဲမင်္ဂလာပါရှင်ဗရာဗီချာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဖတ်ကြပေးမှာကတော့အရှင်တံဝရလင်္ကာရရေးသားထားတဲ့အစုံးမှမရှုံစေခြင်းကိုကျမ်းမမကိုကျမ်းမမဲစိတ်ချမ်းသာမစိတ်ချမ်းသာမဲဆိုတဲ့စာပိုက်လေးတွေကိုဖတ်ပြချင်ပါတယ်ရှင်ဆုံးရှုံးဆိုတဲ့စကားတခွန်ရဲ့အဓိပ္ပာယ်ကဆုံးဆိုတာပြီးဆုံးတာဆုံးခန်းတိုင်တာ အဆုံးသတ်တာကဏ္ဍတစ်ခုပြီးသွားတာပါ ရှုံးဆိုတာကတော့အမျက်မရတာအရင်နောက်မကြံပဲအရင်တည်းကနေပါသွားတာကိုပြောတာပါဘဝတစ်ခုရလာပြီးတဲ့နောက်ပိုင်းတနေ့အဆုံးဆိုတာရှိလာမှာပါအစရှိရင်အဆုံးရှိပါတယ်လူတူဦးတယောက်တည်တဲ့အခါဆုံးပြီလို့ပြောကြတယ်ဘဝဆုံးသွားတာအသက်ဆုံးပါသွားတာပါတနေ့နေ့တစ်ချိန်ချိန်မှာတော့ကျွန်ုပ်တို့အားလုံးဆုံးကြရမှာပါပဲ အဆုံးဆိုတဲ့ကြောင်ကန်းပါပြတ်တဲ့ကို ကြာရောက်ကြာရမှာပါ ဥပမာရာသူရှာဖွေထားတဲ့ဥစ္စာတွေစူးစမ်းထားတဲ့ဂုဏ်ဒရက်တွေသင်ယူတမျှထားတဲ့ပညာရည်တွေအသက်တွေဘဝတွေရှိရှိသမျှပိုင်ဆိုင်မှုတွေအားလုံးအဆုံးဆိုတဲ့မလွဲမသွေတွေ့ကြရမှာပါ ဆုံးဆိုတာကအစာပြတ်မရနိုင်တော့တဲ့သဘောပါကြောက်သွားတဲ့ပစ္စည်းပြန်ရှာလို့မတွေ့တော့ရင်ဆုံးပြီလို့ပြောကြတယ် ဒါကြောင့်ဆုံးနေဆိုတာကဘယ်တော့မှပြန်မရနိုင်တာကိုပြောတာပါကျွန်ုပ်တို့ဘဝရှိနေသူတွေအားလုံးကတော့တနေ့ကျရင်ဒီဘဝဆုံးကြရမှာပါအရေးကြီးတာကတော့ဆုံးသွားတဲ့တနေ့မှာမရှုံးကြဘူးတတိရှိရပါမယ်လူဘဝကိုကုသိုလ်အရင်းဤကြောင့်ရလာတာဖြစ်တဲ့အတွက်အဲ့ဒီကုသိုလ်အရင်းဤဆိုတဲ့မျိုးစေ့လေးကိုပြောင်းမသွားအောင် လုပ်ဖို့လိုတဲ့ ဒီဘဝဆုံးပါသွားလို့နောက်ဘဝအသေးတစ်ခုပြန်စားတဲ့အခါမှာ လူဘဝကိုပြန်ရတယ်ဆိုရင် အရင်ပြန်ရတာပါပဲအကယ်၍နတ်ပြမဘဝကိုရောက်မယ်ဆိုရင်တော့အမြတ်ပါမဖို့နိဗ္ဗာန်ရမယ်ဆိုရင်တော့အမြတ်ဆုံးအတိုင်းထက်အလွန်ပါ လူဘဝကိုတောင်မှပြန်မရတော့ဘူးဆိုရင်တော့အရှုံးပေါ့အရင်ထဲကနေပါသွားတာပါပဲ ကျွန်ုပ်တို့အားလုံးဆုံးမကတေချပြီမယ်မရှုံးကြဘူးတော့အရေးကြီးပါတဲ့နောက်ဘဝမှာအမျက်မရရင်တောင်မှအရင်အတိုင်းပြန်ရအောင်လုပ်ဖို့တော့လိုအပ်တဲ့အမျက်ရမှဖြစ်မယ်အမျက်ရအောင်လဲစူးစမ်းရပါမယ်ဆုံးမကိုမရှုံးအောင်လုပ်လို့မရပါမယ်ရှုံးမကိုတော့မရှုံးအောင်လုပ်လို့ရတယ်။ဒါကြောင့်ဆုံးတာဆုံးပါစေမရှုံးပါစေနဲ့ အဆုံးမှာမရှုံးစေချင်ပါဘူးအခန်းနှစ်ကိုချမ်းမာမှာ ကိုချမ်းမာမယ်စိတ်ချမ်းသာမှာစိတ်ချမ်းသာမယ်လက်တကလက်တွေထဲမှာချမ်းမာခြင်းကအကောင်းဆုံးလက်ဖြစ်တယ်လို့မြတ်စွာဘုရားကဟောထားပါတယ်ချမ်းမာမှာချမ်းသာမယ်မချမ်းမာရင်မချမ်းသာပါဘူး နည်းနည်းလေးနှာစေးချောင်းဆိုးဖြစ်တာတောင်မှမအီမလဲနဲ့နေရထိုင်ရတာအတော့ကိုဆိုတဲ့မကြမ်းမမယောဂဖြစ်နေသူတွေအတွက်တိုက်ကြီးတွေကားကြီးတွေစိန်ရွှေရတနာတွေယာဒူးအာနာတွေအားလုံးကအလကားပါပဲမိမိအတွက်ထီထီရရောက်တကယ်ကိုအတော့မဝင်တော့ပါဘူးကိုအခက်ခဲကိုဘာမှမကူညီမဆောင်ရှောင်းနိုင်ကြပါဘူးချမ်းသာဖို့အတွက်ဒီကလိုအပ်ချက်ကကျမ်းမာဖို့ပါ ကျမ်းမာရေးကရုပ်ကျမ်းမာရေးနဲ့စိတ်ကျမ်းမာရေးဆိုတာနှမျိုးရှိတယ်။ရုပ်ကျမ်းမာဖို့အတွက်မိမိနဲ့မတည့်တဲ့အစာအစာတွေကိုရှောင်ပြီးတည့်တာတွေကိုပဲရွေးစားမယ်။အာဟာရဖြစ်စေမဲ့အစာအစာတွေစားမယ်။အပူအအေးမျှတာအောင်နေမယ်။ကျမ်းမာရေးကို အထူးဂရုစိုက်ပြီးကျမ်းမာရေးဗဟုသုတတွေလိုက်စားမယ်။ကာယလေးခြင်းကံလုံးမယ်။လေးခြင်းကံကိုအချိန်ပေးပြီးမလုံနိုင်ရင်တော့ တနေ့ကိုတနာရီလောက်လမ်းမမှန်လျှောက်ပေးတာမျိုးပါ ကျွန်ုပ်တို့အားလုံးစိတ်ကြမ်းမာဖို့အတွက်ဆိုရင်ဘာသာရေးကိုလိုက်စားဖို့တရားအသည့်တကယ်ရှိနေဖို့လိုတယ်ဘာသာရေးအသည့်နယ်ပါပြီးတရားမရှိတဲ့အခါမှာလောဘဒေါသမောဟမာနဣဒ္ဓမစ္စရိယဆိုတဲ့မနာလိုစိတ်တွေကြီးပြီးစိတ်ကမကြမ်းမမှဖြစ်ရင် ခန္ဓာရေမရှိကြတော့ဘူးကိလေသာတွေက အပူတွေ ဆိုတော့ကိလေသာအကြီးတဲ့စိတ်ကဘယ်လိုမှမအေးချမ်းနိုင်ပါဘူးပူပန်မှုခဏမငြိမ်မှုလှောက်ခါမှု အိန္ဒြေမရမှု ရောက်ရက်ခတ်မှုတွေအကြီးနေတော့မှာပါပဲဒါကစိတ်တက်ခန္ဓာရေအနေထားကြောင့်စိတ်တက်မခိုင်မာလို့စိတ်မကြမ်းမမာဖြစ်တာပါ ရုပ်ကြမ်းမှဖို့အတွက်ခန္ဓာကိုယ်မှာဗီတာမင်စတဲ့အားစီးတွေလိုအပ်တယ်လို့မျိုးပဲစိတ်ကြမ်းမှဖို့အတွက်ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာတဒါဝီရိယစတဲ့အားတွေလိုအပ်ပါတယ်ဒီအားတွေရှိမှစိတ်ရင်အားပြေဝလာပြီးခန္ဓာရည်ရှိမယ်စိတ်ကြမ်းမှမယ်အများစုကတော့စိတ်အားနေပြီး စိတ်မကြမ်းမှသူတွေစိတ်ရောဂါရနေသူတွေကို တွေ့ရပါတယ် ဘာသာရေးအသိရှိပြီးမမြဲတဲ့သဘောတရားကိုတည်တည်ချာချာနားလည်မယ်ထွထွဲဝင်ဝင်နှလုံးသွင်းဆင်ခြင်နိုင်မယ်ဆိုရင်တော့မိမိမှာကြုံတွေ့နေရတဲ့လောကဒဏ်ဆိုးတွေဒုက္ခဒုက္ခတွေကဘာမှမထူဆန်းသလိုသဘောထားနိုင်ပြီးဘယ်ဟာကိုမှလည်းဟဟပပခံစားနေတော့မှမဟုတ်ဘူး အနေအဆမမြဲခြင်းဆိုတာကငါလည်းမမြဲသူလည်းမမြဲညီညင်သမျှအရာတွေကဘယ်ဟာမှမမြဲပါဘူးကြုံဆုံနေရတဲ့ကောင်းဆိုးနှစ်တန်းလောကဓာတ်တွေဟာလည်းဘယ်ဟာမှမမြဲပဲအချိန်တန်ရင်အလုံးတစ်မျိုးတစ်ဖုံ ပြောင်းသွားကြမှာပါဒီတော့အရာရာတူတောင်းလာတဲ့တစ်ခဏအတွင်းမှာပဲဖြစ်ပျက်နေကြတဲ့အရာတွေ ဖြစ်တာကြောင့်တတိရှိစေခြင်းပါတဲ့ ိတ်ချမ်းသာဖို့အတွက်စိတ်ရင်အားနည်းပါစေတတ်တဲ့လောဘဒေါသစတဲ့ကိလေသာပိုးတွေနှိမ်နှင်းပေးဖို့လိုအပ်ပါတယ်။ကိလေသာပိုးတွေကိုတတ်ဖို့နိလန်ကောင်းကတော့တိလတမာတိပညာဆိုတဲ့အကျင့်တွေကိုကျင့်ဖို့ပါပဲ။အဲ့ဒီတိလတမာတိပညာအကျင့်တွေကိုကျင့်လို့ကိလေသာတွေနှေးပါပြီးစိတ်တဲ့အင်အားတွေတိုးပွားလာမယ်ဆိုရင် အာရှိတဲ့စိတ်ခန္ဓာရည်ရှိတဲ့စိတ်စံမာတဲ့စိတ်ငြိမ်သက်အေးချမ်းတဲ့စိတ်ချမ်းသာတဲ့စိတ်ကိုရှားမှဖြစ်တဲ့စိတ်ချမ်းသာဖို့အတွက်စိတ်ချမ်းသာဖို့လိုအပ်တယ်လို့ကိုစံမာမှာကိုချမ်းသာမယ်ဆိုတာကို ကောင်းကောင်းသဘောပေါက်မယ်ဆိုရင်တော့ခန္ဓာကိုယ်ကျမ်းမာရေးနှင့်စိတ်ကျမ်းမာရေးနှစ်ခုလုံးကို အထူးပဲဂရုစိုက်ဖို့ကို အကြံပြုအပ်ပါတယ်ဟုတ်ကဲ့ပါရှင် ီစာပိုက်လေးတွေနားထောင်ပြီးတော့မိတ်ဆွေတို့အတွက်တစ်စုံတစ်ခုခံစားရမယ်ဆိုရင်ခွန်မတ်မှာရေးခဲ့စေချင်ပါတယ်။ဒီမှာကိုအားပေးသောစာချိပရိသတ်များနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်းမြတ်တာပို့သရင်ဆုံးတိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။